ောဆောင်ရွက်မှုအားနည်းကအခြားသူတွေရဲ့အောင်မြင်မှုကိုအတိအမှန်မပြုလိုပဲဘုံအကျိုးစီးပွားပေါ်မှာပူးပေါင်းဆောင်ရွက်ရမယ့်အစားကိုကျိုးစီးပွားတွေကိုဦးစားပေးတဲ့စိတ်ဓာတ်တွေကိုပြင်ဆင်ဖို့လိုသလိုမင်းသားကြီးမလုပ်ရတာကြောင့်ပတ်မကြီးထိုးပေါက်တဲ့နှိမ့်ကြတဲ့စိတ်ဓာတ်တွေကိုလည်းဖျောက်ဖျက်ဖို့လိုတယ်လို့နိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားလိုက်ပါတယ်ဒီဇင်ဘာလ1ရက်နေ့က AR တိုင်းဒေတာကြီးငွေဆောင်မြို့နယ်ခွဲကနေကျောင်းကုန်းမြို့နယ်အောင်မင်္ဂလာအစစ်မြင့်စံပြလေယာဉ်ဧကတရာဖော်ထုတ်မှုရှင်းလင်းပွဲမှာတိုင်းဒေတာကြီးအစိုးရအဖွဲ့ လေယာစိုက်ပျိုးရေးနဲ့ဆင်မြန်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးနဲ့တောင်သူလယ်သမားတွေတွဲဆုံဆဲမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်သမရကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဒေသဖွံ့ဖြိုးတိုးတက်ရေးတွေဆောင်ရွက်ရမှာစီးလုံးညီညွတ်စွာဆောင်ရွက်ဖို့လိုအပ်တယ်လို့မိမိတို့လူအဖွဲ့အစည်းမှာစီးလုံးညီညွတ်မှုအားနည်းခဲ့တာကြောင့်လွတ်လပ်ရေးကြိုးပမ်းမှုကာလကစပြီးအကွဲအပြဲတွေပေါ်ပေါက်ခဲ့ရတာကိုတွေ့နိုင်တယ်လို့လည်းပြောပါတယ်။ဆက်လက်ပြီးအစိုးရအဖွဲ့အစည်းနဲ့ပြည်သူ့ဆန္ဒကိုဖော်ဆောင်ရမှာစီမံချက်ချပြီးစနစ်တကျဆောင်ရွက်နေတာက လက်တန်းဆောင်ရွက်ခြင်းစိတ်ကူးပေါ်ရာလောက်ကင်ခြင်းမဟုတ်ဘဲပြီးခဲ့တဲ့နှစ်နှစ်ခွဲကျော်ကာလအတွင်းဆောင်ရွက်ချက်တွေကိုပြန်လည်လေ့လာပါကနိုင်ငံရေးစီးပွားရေးနိုင်ငံတကာဆက်ဆံရေးအခြေအနေတွေမှာတိုးတက်မှုရှိမရှိမှန်ကန်မှုရှိမရှိသိနိုင်တယ်လို့သမ္မတကပြောကြားခဲ့ပါတယ်။